ဤအာကတရာကျော်နေပါရှိပါတယ်ဒီဧကတရာကျော်အတွင်းမှာအစာအုပ်ပေါင်းထောင်ချီရှိပြီးတော့ဆက်ဆက်လုပ်ငန်းတွေလုံရင်အင်ရတွေနဲ့အပန်းပြေစကန်အနေနဲ့ပြုလုပ်ဖို့အတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်အကြံဖက်လုပ်ငန်းတွေပြုလုပ်ဖို့ဒီကရတဲ့အကျိုးမြတ်တွေကနေတစဉ်လက်နက်ခေယမ်းတွေဝယ်ယူတယ်နောက်အပြင် NUGPP အုပ်စုရဲ့လက်အောက်ခံ PDF တွေကိုလည်းလက်နက်ခေယမ်းတွေတက်ဆင်ပေးခဲ့တာတွေလည်းရှိခဲ့ပါတယ် ဆိုတော့အခုလက်ရှိအချိန်မှာတမရော့ကဒီ KNU လက်နက်ကန်အဖွဲ့အစည်းရဲ့ရေတောင်းမြစ်ဖြစ်တဲ့ Methodley KK Park ကိုဝိုင်းဝန်းပိတ်ဆို့ရှင်းလင်းခဲ့ပြီးဖြစ်တဲ့အတွက် KNU အတွက်ကတော့ရေတောင်းမြစ်ကိုဖျက်တောက်ခံရပြီးဖြစ်တဲ့လင်းမျိုးကိုတက်နေခံရပြီးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီအတွက် KNU ရဲ့ပြောရေးဆိုခွင့်ရဆော့တော်နီရိုကအန်ကျိတ်တန်နေတဲ့အတူဒါတွေကတမရော့ရဲ့ဟန်ရေးပြဆစ်စင်ရေးတွေဒါတွေက KNU နဲ့မပတ်သက်ဘူးဆိုပြီးပြောင်းလဲပြောင်းစားပြုလုပ်နေပေမဲ့ ဒါတွေကကရင်လက်နက်ကိုင်သဘော KNU ထိန်းချုပ်ထားတဲ့ဒေတာတွင်ကနေရာတွေဖြစ်တာကိုအချက်အလက်တွေမှတ်တမ်းဓာတ်ပုံတွေနဲ့တာမကအစာအုပ်တွေကိုရောင်တွေစီမံကိန်း area တွေအားလုံးကိုလည်းအထုတ်လိုက်အထည်လိုက်မိထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကဇင်းရော operation နဲ့ပတ်သက်ပြီးတော့ဒီ search တူရဲ့ KNU အဖွဲ့ထဲမှာလည်းကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့ PR တွေအများကြီးရှေ့ခဲ့ပါတယ်။အဲ့ဒီတွေနိုင်ငံတကာကနေကြားဖြန့်လုပ်ငန်းတွေမှာအတင်းအဓမ္မဖန်ဆီးပြီးတော့အတင်းအဓမ္မခိုင်းစေခြင်းခံရတဲ့နိုင်ငံပေါင်း20ကျော်က နိုင်ငံသားပေါင်းတောင်းနေပါကိုလည်းပြန်လည်ပြီးတော့လွှဲပြောင်းပြည့်ရခဲ့ပြီးဖြစ်ပါတယ်။တကယ်တော့ဒီကရင်ပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်စပ်တောင်းရင်းမြစ်ကိုအခြေပြုပြီးတော့စောချစ်သူဦးဆောင်တဲ့ KNA နောက်ပြီးတော့ကရင်လက်နက်ကိုင်အဖွဲ့အစည်း KNU အပါအဝင်စောဆက်အောင်တို့ဦးဆောင်တဲ့ဒီ DKBA အမည်ပြောင်းကလိုထူဝါအဖွဲ့တွေအပါအဝင်ကြောက်ခက်ဒေတာမင်းလက်ပံဒေတာမှာစုဖွဲ့နေတဲ့သူတွေအားလားကြားပြတ်လုပ်ငန်းတွေကနေပဲဝင်ငွေတွေကိုရရှိနေကြတာဖြစ်ပြီးတော့အင်အားကိုချဲ့ထွင်နေကြတာပဲဖြစ်ပါတယ် ဒီထဲကနေမှာဒီ KNU အဖွဲ့အစည်းကတရုတ်ရဲ့စင်ရော operation မှာဂွင်လွန်းကျွတ်လွတ်နေခဲ့တဲ့အခြေအနေကနေအခုနောက်ပိုင်းမှာတော့တပ်မတော်က target တခုထားပြီးနေမြရှင်လေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် KNU အနေနဲ့ကတော့တော်တော်ကြီးကိုခံရခဲ့မဲ့သဘောရှိပါတယ်။ဘာကြောင့်လဲဆိုရင်စင်ရော operation မှာအဓိက PRP ခံခဲ့ရတာကတော့ DKPA နဲ့ BGF အဖွဲ့တွေသာဖြစ်ပါတယ်။ DKPA အနေနဲ့လည်းကြောက်ခက်ဒေသမှာရှိနေတဲ့ကြားဖြန့်လုပ်ငန်းကနေရာတွေကိုဝင်ရောက်ဖမ်းဆီးပြီးတော့လွှဲပြောင်းပေးအပ်ခဲ့တာတွေလည်းပြုလုပ်ခဲ့တယ်လို့စောချစ်သူဘက်ကလည်းအင်းငင်းမြိုင်ဒေသမှာ ဒီကြဖြန့်လုပ်ငန်းတွေမှာရှိနေတဲ့နိုင်ငံတကာကလာရောက်တဲ့သူတွေကိုပြန်လည်လွှဲပြောင်းတာတွေပြုလုပ်ပေးခဲ့ရပါတယ်။အဲဒီလိုကရင်ပြည်နယ်မှာရှိနေတဲ့လက်နက်ကန်အဖွဲ့တွေကမှကရင်လက်နက်ကန်အဖွဲ့ကလွတ်မြောက်နေခဲ့ပေမဲ့အခုတော့တပ်မတော်ရဲ့နေပြည်တော်ရှင်းလင်းရေးဆောင်ရွက်မှုတွေနဲ့ဒီအမေရိကန်ပါဝင်အနောက်နိုင်ငံတွေကဒီတရားမဝင်လောင်းစားမှုတွေနဲ့ပတ်သက်ပြီးတော့အာရုံစိုက်လာတဲ့အချိန်အချိန်ကြီးဆိုလိုပိတ်ဆို့ခံခဲ့ရတာဖြစ်ပါတယ်။တဖက်ကနိုင်ငံရေးအရာပြန်ကြည့်ရင်လည်းအကြံဖက်အဖွဲ့အစည်းဖြစ်ခြင်းညာထားခံရတဲ့ KNU အဖွဲ့အစည်းက နိုင်ငံတကာရဲ့အာရုံစူးစမ်းမှုတရားဝင်လောင်ကစားလုပ်ငန်းတွေကိုဆောင်ရွက်နေရဆိုတဲ့အချိန်ကဝန်ဝင်ထိုးနှက်ခံရတာဖြစ်တဲ့အတွက် KNU အဖွဲ့အစည်းကြီးကတော့ဒီအချိန်ကအရှိုက်ကိုထိသွားပြီဖြစ်ပါတယ်။ software ထိုးဝင်ကိုယ်တိုင်လည်းဒီကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေရ software ထိုးဝင် software နည်းနဲ့အခုဒီ social care ရောမိသားစုဝင်နေတဲ့တာသမီတွေအားလုံးကလည်းဒီ KK Park ကဲမှာ share တွေအများပြားပါဝင်နေကြတာဖြစ်ပါတယ်။ ပြောရင်တော့ဒီတောင်းရင်မြင့်တကြောမှာရှိနေတဲ့ကြားဖြန့်လုပ်ငန်းတွေမှာတချို့သူရဲ့ BGF KN အဖွဲ့တွေရောအားလုံးကအပြန်အလှန်အကျိုးစီးပွားတွေရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအပြန်အလှန်အကျိုးစီးပွားတွေရှိနေကြတဲ့ထဲကမှကရင်လက်နက်ကိုင်တပုံ KNU ကအကြမ်းဖက် PDF တွေကိုလည်းထောက်ပံ့နေ NUG ပြည်ပအုပ်စုနဲ့လည်းနီနီကက်ကဆက်ဆံမှုတွေရှိတယ်လို့ရွေးကောက်ပွဲကိုလည်းပြောင်းကြကြထိပါစော်ကားခဲ့တဲ့အတွက် KNU ရဲ့အခြေအနေက နိုင်ငံရေးကနေလုံးဝကြောက်ခိုင်းသွားတဲ့အခြေအနေကိုရောက်ရှိသွားပြီဖြစ်တဲ့ဒီလိုအခြေအနေမျိုးမှာတမ်မရော့ဘက်ကလည်းနိုင်ငံရေးစစ်ရေးနဲ့ဖိဖိစီစီဆောင်ရွက်ဖို့အတွက်အကောင်ဆုံးအခြေအနေတရက်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါရီရဲ့နောက်ဆက်တွဲကတော့ KNU ကလုံးဝကိုမြောင်းနေရောက်သွားပြီဖြစ်တဲ့ဂျောင်ဘိတ်ရိုက်ခံရတော့မယ့်အခြေအနေတစ်ခုဖြစ်သွားပြီဖြစ်တယ်လို့နိုင်ငံတကာကအာရုံစိုက်ခံနေရတဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းအထောက်လိုက်ထည်လိုက်မိလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဆော့တော်နီကတော့လက်ရှိချိန်ထိကြောင်ကြကြပဲညှင်းဆုံနေသေးတာဖြစ်ပါတယ်။ ဒီစတော့နီးရောစောက်ွက်ထိုးဝင်တို့အားလုံးကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြတဲ့သူတွေဖြစ်တယ်ဆိုတဲ့အခြေအနေကတော့ငင်းလို့မရဘူးဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့ Method တလေးဒေတာက KK Spark အပါအဝင်ဒီတရုတ် site တွေရှိနေတဲ့ AA site အခေါ်ဒီဘေးပတ်ဝန်းကျင်ကအစီအမံကိန်းတွေဒီကြောက်ခဲအင်ဂျင်နဲ့ကြားမှာရှိနေတဲ့ဒေတာကတရုတ် site တွေအားလုံးကလည်းရပ်တန့်သွားပြီဖြစ်ပါတယ်။ မနေ့ကအောက်တိုဘာ21ရက်နေ့နေ့လယ်ပိုင်းကစပြီးတော့တရုတ်လုံခြုံရေးနဲ့အားလုံးကနိုင်ငံဘက်ကိုထွက်ပြေးသွားကြပြီဖြစ်ပြီးတော့ဒီနေ့အောက်တိုဘာ22ရက်နေ့မှာတော့တမတော်ကနေမြင့်ရှင်းလင်းဆောင်ရွက်တော့မယ်ဆိုတဲ့အကြောင်းလေးရနေတဲ့အတွက်လူသမားတွေအားလုံးကလည်းမရရတဲ့နည်းနဲ့မိမိအစီအစဉ်နဲ့အထုပ်တွေတည်ပြီးတော့ထွက်ပြေးတာတွေလည်းရှိတယ်။ကားတွေပေါ်မှာပစ္စည်းတွေတင်ပြီးတော့ဖြည့်ပြောင်းတာတွေလည်းပြုလုပ်နေကြပြီဖြစ်ပါတယ်။ဒီထက်ကနေမှဒီထိုင်းနိုင်ငံဘက်ကိုလည်းထွက်ပြေးလို့မရတဲ့အခြေအနေဝိုင်းဝန်းပိတ်ဆို့ခံနေရတဲ့ AAC ရင်းမင်းနဲ့ တော်လန်ရေးကိုအကြောင်းပြပြီးတော့စစ်ပွဲကြီးလှုပ်ရှားနေတဲ့ပြည်ပြည်တွေထောက်ပို့တွေအားလုံးကတော့မင်းလက်ပံနဲ့ဘလူးတွေမှာခန့်စစ်တွေပြင်ဆင်နေကြပါတယ်။တမန်တော်စစ်ကြောင်းတွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုတန်းတွေနဲ့အတွင်းထဲမှာအသေးကြီးခန့်စစ်ပြင်နေကြတဲ့အဖွဲ့တွေရဲ့ထိတွေ့မှုကတော့မကြာခင်ရပန်းအတွင်းမှာပြင်းပြင်းထန်ထန်နဲ့ထိတွေ့ရမယ့်အခြေအနေမျိုးမြင်တွေ့ရပါတယ်။တမန်တော်ကအခုလက်ရှိမြောက်ရီတောင်ပိုင်းဒေသတွေအား